ပြောလို့တော့ယုံကြည်မှယုံမှကိုတွေးမဟုတ်ရင်လူတွေကမျက်စိကမမြင်ရရင်မယုံဘူးလို့ဒီလိုဆုံးလေးရှိကြတယ်။ဘုန်းကြီးတို့ကိုတွေးတစ်ခုပြောပြမယ်ဆိုရင်ဘုန်းကြီးတို့60တခုနှစ်က1960ခုနှစ်ကမလေးရှားနိုင်ငံရောက်သွားတော့ဓမ္မဆာလာလို့ဆိုတဲ့ရက်ွက်အဲ့ဒီဓမ္မဆာလာဆိုတဲ့ရက်ွက်မှာအိမ်နံပါတ်85ညတဲခုဖို့ဆိုပြီးတော့အတိတ်တကာတွေကလိုက်ဖို့ အဲ့ဒီမှာတဲခုတော့အိမ်ကတော့အိမ်ကြီးအိမ်ကောင်းပဲဒါပေမဲ့လူမနေဘူးပတ်ဝန်းကျင်အိမ်နေရာတထေးတွေကြီးပဲကောင်းတော့ပြိပဓမ္မနေရာလည်းကောင်းတယ်သို့တော့အိမ်ကြီးကြီးလိုက်တဲ့အခါဘယ်သူမှမနေတော့ရောက်သွားလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအိမ်ကြီးကြီးပြီးတော့ဒီအိမ်ကြီးကဒီလို၆၆ကက်ကက်ကြီးဖြစ်နေတာဘာဖြစ်လို့ပါလဲတဆေ၆တဲ့ ghost house ကြီးများလားလို့စိတ်ထဲမှာအဲ့လိုဖြစ်တယ်နော် ကိုယ်ဆောင်ကြီးနဲ့တူပါတယ်လို့စိတ်ထဲမှာဒီလိုဖြစ်ပြီးတော့ပရိတ်တွေပါတယ်ရွတ်အဖော်ရဟန်းတစ်ပါးနဲ့အဲ့ဒီမှာညအိတ်ဘာဖြစ်တယ်ဆိုတော့ဘာမှတော့မဖြစ်ဘူးအဲ့ဒီညဘာမှမဖြစ်ဘူးတခါမှလည်းမရောက်ဘူးတဲ့နေရာဆိုတော့အဲ့ဒီမှာအိတ်ပြီမနေ့ကျတော့ထူးထူးခြားခြားမှဖြစ်လေလို့ဆိုလို့ရှိရင်တိုင်းလက်ထဲဝင်မျက်နှာပါတက်တက်ပြီးပြန်ထွက်လာတဲ့အခါကျတော့အဲ့တိုင်းလက်တကားကဘူသီးနဲ့ ပိတ်တဲ့တကားမျိုးအဲ့ဒီတကားကလေးမတိုက်ဘဲနဲ့ကြွီကနဲ့မြည်ပြီးတော့တကားကချောင်းကနဲ့ကြာတာအထဲတဲကတော့ခတ်ပြီးသားဖြစ်သွားအဲ့ဒါတော့ထူးထူးဆန်းဆန်းတွေ့ရတော့ရှာပြီးတော့ဖွင့်ယူရတယ်ကိုကိုတိုင်လည်းဘူသီးကိုနှိတ်ခဲ့တာမဟုတ်ဘူးပြင်မဲ့ထွက်လိုက်တာဖက်ပြီးကရှိသေးတယ်တကားကတယောက်ယောက်ကဆွဲပိတ်တယ်လို့ပိတ်လိုက်တာပိတ်ပြီးတော့အထဲထဲမှာချက်ကြသွား အဲ့ဒါနဲ့မသင်္ကန်လို့အာယုံဆုံးစားတဲ့အခါအဲ့ဒီအိမ်ကပြင်းတော့အိမ်ကိုသွားတော့အဲ့ဒီဒီအိမ်ကြီးကညာကတဲတဲ့အိမ်ကြီးကခိုးဆောက်ကြီးလားလို့ဆိုဟုတ်တယ်တဲ့အဲ့ချာတော့အိမ်ရှင်ယောက်ျားဟာအဲ့ဒီမှာတည်ဆုံးသွားရင်ကနေပြီးတော့မိသားစုတွေကမနေရတော့မနေရတာဘာဖြစ်လို့လဲဆိုရင်ညမီးတွေပိတ်ထားရင်သူကမီးဖွင့်တယ် တယ်လီဖုန်းညမြည်ချင်းမြည်တယ်တယ်လီဖုန်းအတန်တွေကြားရင်ကြားတယ်တော့ကြမဖွင့်မဲနဲ့တယ်လီဗီရှင်းကြီးကပွင့်ရင်ပွင့်လာတယ်မီးဖွင့်ထားရာနေပိတ်ချင်းပိတ်သွားတယ်အဲ့ဒါလိုလူတယောက်ကလုံနေတယ်လို့ဒီမြင်းနေရတော့အင်ရှင်တွေကမနေရတော့တခြားပြောင်းသွားတယ်တဲ့အာဂနုဖုန်းကြီးတွေလာရင်တော့အဲ့ဒီကိုးဆောင်မှာထားလိုက်တာပဲအဲ့တော့ဘုန်းကြီးတို့တညနေခဲ့ဘူးတဲ့ပေါ့ တော့အဲ့လိုဖြစ်တယ်เนาะအဲ့တော့နေရာဌာန